ပါမသာခြေစွမ်းကောင်းနေပြသနိုင်ရင်ချဲစီကမိုးကောင်းကင်ကိုလည်းဒူးနဲ့တိုင်ရတယ်။ဒါပေမဲ့အားလုံးပဲမိန်ပါများဘလူးလိုင်းယွန်ကင်းကနေပြန်လဲကြိုလိုက်ပါရင်ပါမသာခြေစွမ်းပြနိုင်မယ်ဆိုရင်ချဲစီအသင်းကတော့ချန်ပီယံလိလောက်ကတော့အေးဆေးရတယ်လို့ပြောရမှာလို့ပါပဲ။ပါမကတကယ်ကိုရေချင်းရှိရဲ့ကောင်းလေးတယောက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကချဲစီကိုစတင်ရောက်ရှိလာခဲ့ပေမဲ့ချဲစီရဲ့ဂိုးများဆုံးသွင်းယူနိုင်တဲ့ကစားမဖြစ်ခဲ့သလိုချဲစီရဲ့တနစ်တာအကောင်းဆုံးကစားမစုကိုလည်းရရှိခဲ့တဲ့အထိခြေစွမ်းကောင်းနေပြသနိုင်ခဲ့တာပါ။ ဒီနေ့အပြင်အစားပိုင်းမှာလည်းပါမကခြေစွမ်းကောင်းနေပြသနိုင်ခဲ့ပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့ရုန်းကန်လာရပါတယ်ပါမကြောင့်ခြေစွမ်းကောင်းနေပြောင်းချလာတာဟာအတော်လေးကိုတော့မှကြာမြင့်သွားခဲ့ပြီးအခုရာသီသိန်းကန်ကြီးကြမှာတကြော့ပြန်လဲတောက်ပါလာခဲ့တာဖြစ်ပါတယ်ချဲစီတင်ဟာပြီးခဲ့တဲ့ပွဲစဉ်တုန်းကပရီးမီးယားလိချန်ပီယံဆုကိုပူပူလေးလေးရရှိထားတဲ့လေဘာဦးနဲ့ထိတဲ့ရင်ဆိုင်ခဲ့ရပြီး 3-1နဲ့နိုင်ရရှိခဲ့တာပါနှစ်သိန်းစလုံးလူဆောင်လေးပါထုတ်သုံးကစားခဲ့တာဖြစ်ပြီးလဘောက်ကပွဲကိုစိုးမိုးကစားနိုင်ခဲ့ပေမဲ့ချဲစီကခွင့်ရေးကောင်းနေကိုပို့ပြီးဖန်နေနိုင်ခဲ့ပါတယ်ချဲစီအတွက်အန်ဆိုက3မိနစ်မှာရင်စောစီစီဦးဆောင်ကိုစာသွင်းခဲ့ပြီး56မိနစ်မှာလဘောက်နောက်ခံလူကွမ်စာရဲ့ကိုဟုတ်ကိုသွင်းမှုကြောင့်နှစ်ဂိုးပြတ်အနိုင်နဲ့တတရာဖြစ်နေခဲ့ပါတယ်လဘောက်ကပွဲကိုသာစုံမကစားထားပေမဲ့ဂိုးပေါက်ကန်သွင်းခွင့်နဲ့ရရှိဖို့အတွက်ရုန်းကန်ခဲ့ရပြီး85မိနစ်မှာမှဗန်ဒိုက်ရဲ့ခြေပါကိုတစ်ခုကိုပြန်လည်ရရှိခဲ့ပါတယ်။ချဲစီရဲ့တော့ပွဲသိမ်းကိုကိုတော့96မိနစ်မှာပါမာကပန်နီကနေတဆင့်သွင်းယူပေးသွားခဲ့ပါတယ်။ ဒီကုတ်ကပါမရဲ့စိတ်နဲ့ပိုင်းဆိုင်ရာကိုယုံကြည်ချက်နဲ့မြင့်တက်တအောင်ပြုလုပ်ပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်။ထက်ချန်သုံးဝက်မှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ပါမကဥဆောင်ထမ်းတင်နိုင်မလားဆိုတာစောင့်ကြည့်သွားရပါမယ်။အခုတော့1162မိနစ်ကြာဂိုးဘောက်ပြောင်းဆုံးနိုင်မှုကိုပါမကအဆုံးသတ်နိုင်ခဲ့ပါပြီ။